တရုတ်နည်းပညာကုမ္ပဏီအလီဘာဘာကအမေရိကန်ကိုတရုတ်စစ်တပ်ကပြစ်မှတ်ထားရတဲ့၎င်းတို့အကူအညီပေးနေသည့်ဆိုသည့်လက်တလုံးထွက်ပေါ်နေတဲ့သတင်းကလုံးဝမဟုတ်မှန်ကြောင်း AFP သတင်းဌာနကိုနိုဝင်ဘာလ15ရက်တွင်ပြောဆိုလိုက်ပါတယ်။အေဗူရာကပေးလာတဲ့အတွင်းစာအရအမေရိကန်ကိုပြစ်မှတ်ထားတဲ့တရုတ်စစ်တပ်၏ဆောင်ရွက်ချက်များကိုအလီဘာဘာကနည်းပညာပံ့ပိုးမှုများပေးနေကြောင်း Financial Times သတင်းစာကနိုဝင်ဘာလ15ရက်တွင်ဖော်ပြခဲ့ပါတယ်။ အဆိုပါတွဲစာကိုဟန်ချိုးခြေဆိုင်အလီဘာဘာကုမ္ပဏီက IP လိပ်စာများ Wi-Fi အချက်လက်နှင့်ငွေပေးချေမှုမှတ်တမ်းများအပါအဝင်30သူများ၏ data အချက်လက်များကိုတရုတ်အာဏာပိုင်များနှင့်တရုတ်စစ်တပ်ထံလွှဲပေးနေတယ်လို့စွပ်စွဲထားပါတယ်။ Financial Times သတင်းနဲ့ပတ်သက်ပြီးအလီဘာဘာ၏ပြောရေးဆိုခွင့်ရှိသူကသတင်းမှာပြောဆိုချက်များသည့်လုံးဝမှားယွင်းနေကြောင်းအတွဲစာဆိုသည်မှာ Tamra Trend နှင့်တရုတ်တို့၏လက်တလောကုန်သွယ်ရေးသဘောတူညီချက်ကိုထိခိုက်စေရန်ရည်ရွယ်ချက်ဖြင့်ရုပ်မာသူတို့ကဖြန့်လိုက်တဲ့သတင်းဖြစ်ကြောင်း AFP ကိုမှတ်ချက်ပေးခဲ့ပါတယ်။ ဇန်နဝါရီဒုတိယအကြိမ်သမ္မတနေရာပြန်ရောက်လာပြီနော်ဒေါ်နယ်ထရန့်ဒီတရုတ်နဲ့ဂုံသေးစစ်ပွဲကိုပြန်ဆားခဲ့ပါတယ်အပြန်အလှန်အခွန်ဒုက္ခမှုများလာချီလုံဆောင်ပြီနော်အော်တိုဘာနောင်ပိုင်းတွင်သမ္မတနှစ်ဦးကဂုံသွယ်ရေးစစ်ကိုတနည်းရက်ရံသဘောတူခဲ့ကြပါတယ်ယခုသတင်းကိုအမေရိကန်ပြည်ထောင်စုရှိတရုတ်တန်ယုံကလည်းညင်းဆိုထားပါတယ်တရုတ်ဆိုရသည့်ဥပဒေချိုးဖောက်ပြီးမြန်မာနိုင်ငံများရှိအချက်လက်များကိုစုဆောင်းရန်ကုမ္ပဏီများနဲ့လူပုဂ္ဂိုလ်များကိုမြေတီအခါမှာခိုင်းစေမှာမဟုတ်ဘူးလို့ တရုတ်တန်ရုံပြောရေးဆိုခွင့်ရှိသူက X လူမှုကွန်ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ယခုသတင်းကြောင့်တရုတ်ကအစစ်မြစ်နည်းပညာများဖြင့်တရှုံလုတ်ထောက်လန်းမှုများလုပ်နေမလားဆိုတဲ့အထင်အရှားများအမေရိကန်တွင်တိုးလာစေခဲ့ပါတယ်။